ရောင်းနှန်းဒေသကြီးနောက်ပိုင်းခရိုင်ဘဘဒန်းမြို့နယ်စီးစင်တာအတွင်းရှိအကျွေးတိလောင်းကစားမှုများပြုလုပ်နေတဲ့ကိစ္စဆိုင်ကိုဇန်နဝါရီလ17ရက်နေ့ည9:00နာရီဝန်းကျင်ခန့်ကရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီးခဲ့လို့သိရပါဗျ။အဲ့ဖြစ်စဉ်မှာစီးစင်တာတက်တက်ထဲမှာရှိတဲ့ကိစ္စမှာအကျွေးစီးနဲ့လောင်းကစားမှုတွေပြုလုပ်နေရလို့သတင်းရရှိရာကြောင့်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဘဘဒန်းမြို့မှာရဲစခန်းမှာတာဝန်ရှိသူတူကပြောပါဗျ။အဲ့လိုဖမ်းဆီးမှုကိုမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေအပြင် တိုင်းဒေသရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့များပါဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးဆိုင်ရွင့်စော့ကစားနေသူများနဲ့ဂိမ်းသမားမန်နေဂျာနဲ့အတူဆိုင်ဝန်ထမ်းချုပ်ကိုလည်းရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။အဲ့ဒီဂိမ်းဆိုင်ကိုရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့လက်တလုံးမှာတော့စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်အကြောင်းရင်းကိုတော့ပြောလို့မရသေးတာဖြစ်ကြောင်းဗဗန်းနှင်းမရဲစကန်မှတောင်းဆိုသူတို့ကပြောပါတယ်။ဆိုဖာအခင်းမညာဘက်ကရဲတပ်ဖွဲ့ဝင်များကဂိမ်းဆိုင်တွင်ရှိအကျွေးစီများဆက်ပစ္စည်းများနဲ့ ငွေစက်များကိုတင်ဆက်ခဲ့ပြီးစခန်းမှာထင်းသိမ်းခံရတဲ့လူရည်ရွယ်အတွက်မှာဆိုင်ဝန်တန်းများနဲ့လောက်ဆောက်သားများပါဝင်စုစုပေါင်းအယောက်60ကျော်ခန့်ရှိတယ်လို့သိရပါဗျ။ရန်ကုန်မြို့ရှိအကျွေးစီကိန်းတန်းချို့မှာလောင်းစားမှုတွေပြုလုပ်နေရရှိတဲ့အတွက်ဖန်စီအေယူဘေဘူးရုံတန်းတိုင်လွတ်တော်ကိုယ်စားလှယ်ချို့ကရုံတန်းလွတ်တော်အစည်းအဝေးတွင်တိမ်မတောင်းဆိုမှုတွေလည်းပြုလုပ်ထားပါဗျ။